အားလုံးမင်္ဂလာပါအခုလဲဒီတစ်ခေါက်ဒီတစ်ခေါက်လဲပေါ့နော်ဟွဖတ်မှာကတော့ဒီစောက်ပြည့်လင်းတော်တရတရဆိုစောက်ထက်အကောင်းဆုံးနေဦးပဲဆက်လက်ပြီးတော့ဖတ်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီစောက်ကဘယ်အကြောင်းအရာတွေပုံများတယ်လဲဆိုရင်ပေါ့နော်ဖတ်နေရင်ねဆိုတော့မြန်မာနိုင်ငံမြောက်ဖြားပိုင်းကချင်ပြည်နယ်ဗတ်ချမ်းရဲ့အကြောင်းအရာတွေတော်တော်များများပါပါတယ်ဆိုတော့အာလုံးနဲ့အတူတူကချင်ပြည်နယ်ရဲ့ဗတ်ချမ်းလေးကိုတော့လေ့ကြည့်ကြရအောင်နော် ဆိုတော့ဒီတစ်ခါကြာရောက်တဲ့ခေါင်းစဉ်လေးကတော့ဘူတာယုံလို့အမည်ရပါတယ်2008ခုနှစ်အေဗီလာ face magazine မှာရေးထားဖြစ်ပါတယ်ဒီကိုလာရတာတောဘူတာယုံကလေးကိုလာရတယ်လို့ပဲဗျကွေးမကိုထွထွဝင်ကြတော့လို့စိတ်ဆိုးနေပါဦးမယ်ဗျာသူ့လီဝင်းကိုတောပူရယုံလေးလို့ပြောရသလားဆိုပြီးကိစ္စတော်တော်များများကိုတလဲတွေးကောက်ချက်ချတတ်နေဖြစ်တော့ကျွန်တော်မိတ်ဆွေကိုတော့ကဘူးထိုနေ့ကပြင်ရှင်းမပြတ်ဖြစ်ခဲ့ပသိင်ဟိတရ မြေရာလမ်းပေးရှိကျွန်တော်တို့ရွာကဘူရာယုံကလေးကိုတနည်းလင်းဘူလုံးကယထား၄စင်းဆိုက်ရသည်အမြေရာမရက်ယထားဆိုက်ချိန်တွင်ခီးသွောသူခီးပြန်သူကုန်တင်ပို့ချသူကုန်တင်ပို့သူကုန်ချသူလူကြုံပါသူတို့ဖြင့်ရွာကဘူရာယုံကလေးမှာစီလုံနေတတ်သည်ခီးသွောတာခီးပြန်တာလူကြုံပါတာစသည်ဖြင့်အကြောင်းတစ်ခုခုကြောင့်မဟုတ်ပါပဲလေဘူရာယုံကလေးစီကြည့်မဟုတ်လားသူတွေလည်းတော်တော်များသည်ရထားချိန်လုံမြောက်သွားနေတော့ဘူရာယုံကလေးမှာ စိတ်ငြိမ်ညွတ်ချင်ရင်နေတော့သည်ဒီမှာကပွင့်လင်းရသည်မှာတပတ်ကိုလေရင်သုံးရက်အစဉ်လေးအလုတ်တော်ဝင်ကလည်းများလာသည်မဟုတ်သဖြင့်လေရင်စင်းပြီးအင်္ကာတောက်ကြစနေသုံးရက်ကိုပဲမျောနေမိသည်ထိုနေ့မြန်မာတော့ကွင်းချင်းပဲချိန်လဲဟုအချင်းချင်းလက်တူမိ၍လေရင်ကွင်းလာဖို့တာဆူနေတတ်သည်ဆိုင်ငယ်ရှုသူတွေကအနှမန်ဝေးသောလေရင်ကွင်းသို့အကြုံလိုက်၍ရှာနေတတ်သည်လင်းခွေးမှာဝဟင်းကားကောင်းကောင်းစားလို့ရသည်လင်းရင်နှင့်ပါလာမိစာနှင့်ပါဆယ်တို့တွေကိုထိုနှစ်တွင်မျောခွင့်ရသည် မိသားစုထံပြန်ခွင့်ရရေးလူရင်ပေါ်တက်တာသူတို့ကိုနှုတ်ဆက်ရင်းငေးမော့အချက်ခွင့်ရသည်ညွန့်ညွန့်ငယ်ငယ်ဖြင့်လူရင်ပေါ်မှပြန်ဆင်းလာသူတို့ကိုကြိုဆိုရင်းအပိခွင့်ရသည်လူရင်ပြန်တက်သွားသည့်အချိန်တွင်မတော့လူရင်ကွင်းကလေးတည်လည်းကောင်းကျွန်တော်တို့တည်လည်းကောင်းစိတ်ငြိမ်ညှို့လျက်ကြံ့ရင်နေတော့သည်ဒီခံစားမှုကြောင့်ရွာကဘူရယုံကလေးကိုတရီရကကျွန်တော်ပြောခဲ့ခြင်းဖြစ်သည်ကိုယ်တော်ကပြောတယ်လို့ဆိုလိုခြင်းမဟုတ်ခံစားမှုထပ်တူပြုလိုက်ခြင်းလားဖြစ်သည် ဘုရားအိုပြောရတယ်ဆိုဘာဖြစ်လို့လဲကျွန်တော်ပြောင်းမလာမီကအဲ့ဒါလိုမေးသူတော်တော်များများပါသည်အပြစ်တစ်ခုခုကျွလွန်မိ၍ပြောင်းရတယ်လို့လို့တလျက်ဖြစ်သူများရှိတဲ့သည်တချို့ကဝေးလိုက်တာဗျာဟုအစိမ်းမကောင်းတဲ့ဖြစ်အမှတ်ချချတတ်သည်ဆရာလေးဒေါက်တာတင်ဆန်ဦးကတော့အဲ့ဒီမှာလေကောင်းနေတဲ့ရမှာဗျမတ်ချူကိုအပါခေါ်သွားခုပြောသည်ကောက်ပါတယ်ဗျဝင်းချင်အစ်တမအတွေ့အကြုံအစ်အတွေ့အစ်တွေစာရေးဖို့ရတာပေါ့ ြောသူတွေလည်းရှိသည်ဗရောက်ပွင့်တဲ့အဲဒီတော့ကျုပ်ဆရာမောင်စိန်းနီကတော့အဆေးတွေရေးဖို့ဗျာကျွန်တော်ထည့်မယ်ဟုအားပေးခဲ့သည်တဦးကတော့အကောင်းနဲ့ခမရအဲ့ဒါကြောင့်ပူတော်ကိုပြောင်းရတာဟုဆိုလေသည်မြမပြီမြေပုံဤရှစ်တက်တဲ့မှာရဲ့၍ပူတော်အုပ်ကိုရှာကြည့်လျင်ဥထုပ်ပြုတ်ကျသွားနိုင်သည်ခေါင်းမောရလုံးရဖြစ်သည်မြောက်ဆူးဆူးမြောက်ရွံ့ရွံ့မြောက်ဖက်အဆွန်းဆုံးမြို့ကမြို့တစ်မြို့ဖြစ်သည်တမန်နေ့ကရောက်လာတော့မြေလက်မောင်မြင့်သူဤစာထဲမှာမြေပုံကြီးတော့တောင်အဖျားကနေမြောက်အဖျားထိပဲနော် ဝင်နေစော်လေးလိုပါပဲဗျာခမင်းနေတတ်မယ်ဆိုတာယုံပါတယ်ခုရေးထားသည်ကိုအကျဲနဲ့ကန့်ညီသည်ဖြစ်စေမကန့်ညီဖြစ်စေဝင်နေဆိုတာတောင်းဝင်ချထားရသို့ပြောင်းရွှေ့နေရမည်ဖြစ်သည်တချို့လည်းပြီးနေမနေဘူးသေး၍တချို့လည်းရာထူးတွုံးမြင့်လာခဲ့၍တချို့လည်းမြူကြီးပြကြီးမှအနေကြ၍တချို့ ကျွန်တော်မိတ်ဆွေလက်ထောက်ညွှန်ကြားရမှုတအုပ်ဆိုရင်နှစ်ကြော့ပြန်ကျွန်တော်အစီဘောအားလုံးကနောင်မွန်းမှာတုံးနေနေကြရတယ်ဒီဧရိယာတို့ပြန်တော့ဟူလာဟူလာရပြန်ရော ခုတော့နှစ်ထက်ရှိမှမှတ်မိတယ်လို့သဘောထားနိုင်ပါပြီဗျာပြောင်းရတော့မှဆိုစိတ်ထဲမှာချောက်ကြီးတစ်ခုရယ်ပြုတ်ကျသွားတယ်လို့ခံစားရတာခုဆိုလေရငင်းချင်ခုံချင်နေတော့ကုတော့ကကကျောင်းမဟုတ်ပါဘူးဗျာတောင်ပေါ်မြို့ပါစီးလေပဲ1429ပဲရှိတာဗျာဟုတ်ပြောလိုက်သေးတယ်အလဲကြမနယ်စဒန်းဟုတ်နိုင်ကဦးနဲ့စိတ်ဖြစ်နေတဲ့နေပျော်အောင်ချိုးစားဖို့နေလိုက်မြင်လို့ဆိုတော့လေမိသားစုအတိုက်အဝန်ကို ဆုံးခွာထားခဲ့ရသူတို့အခုမိမိ၏ပုဂ္ဂလိကဘဝမှာတောကအပူလေးဆုံးခွာနေရစီပဲဖြစ်ပါသည်တခါတခါဘဝမှာဧကစားနေရတာလည်းအခွင့်အောင်းတစ်ခုပါပဲခု Twitter ရဲ့အိမ်လွမ်းစိတ်ကိုကြိတ်မိဖြစ်ဖြောက်ကစောက်ဖက်လိုက်ဆိုင်ရေးလိုက်ခုခုဘက်သို့လမ်းလျှောက်ထွက်လိုက်တဲ့အချိန်ကကုန်စည်မြဲဖြစ်သောကျွန်တော် အဲ့ရမှာဖြတ်ကနေလန်လို့ရမြောက်ဖက်အစုံစုံမျိုးကိုရောက်လာပါကလားတွေးလိုက်မိသေးတဲ့ဒီပြိုင်နဲ့ရင်ထဲကွက်လက်အပေါက်ကြီးပေါ်လာတယ်လို့ဟာတွားတတ်တယ်။သူ့ပေမဲ့ကျွန်တော်တယောက်တည်းဒီနေရာရောက်ခဲ့တဲ့ဒီမဟုတ်ကျွန်တော်တယောက်တည်းဒီလိုခံစားနေရတယ်မဟုတ်ကိုနှစ်ထပ်တူခံစားရသူတွေဒီမှာတပုံတပင်ကျွန်တော်ဆိုရကုံမျိုးလေကောင်ကနေဒီကိုရောက်လာခဲ့တော့ဘလို့မှမနေတက်ခဲ့ဘူးဗျစိတ်ပြပြနဲ့လမ်းမဲ့ဖိလျှောက်လိုက်တာဖိုက်တော်တော်ကြာသွားတယ်ဗျဖျားတရားလည်းလုပ်ဖြစ်တယ်အင်ကိုလည်းဖုံးပြန်ဆက်လို့ရတယ်ဗျ ဟိုမှနေထိုင်ကောင်းတယ်ဆိုပြီးတာပါပဲဥထေဝင်ကလည်းဖုန်းဆက်ရတာဘတ်ဂျက်သိသိတယ်ရှင့်ဂျိုးတူဘုံက ခေါ်လို့တော့ရပါရဲ့ဟယ်လိုကြားလားကြားလားဆို900ကြားရင်ပြောမယ်နော်ဟယ်လိုဟယ်လိုဆိုရင်တထောင်အပြိုကြီးပြီပြီစစ်စီတဲ့သောဘန်မန်နေဂျာဒေါ်နန်နန်ဝင်းကတယ်လီဖုန်းကိုတယ်လီဖုန်းကိုတော်တော်ပဲစိတ်နံနေပုံရသည်သူကဒီမှာတူရဲတော့အမျိုးသမီးအကြီးကဲဖြစ်သည်စိတ်ထဲကြကြင်တော်လိုလိုဖြစ်လာရင်သူ့ကိုကြည့်၍ရောက်ရှာမှန်တင်းရသည် ဒါပေမဲ့သူကဘာမှပူဆရာမကျန်နဲ့အပြိုကြီးပဲဟုတွေးတော့အတွေးဝင်လာပြန်တော့အိမ်မက်မှဖြန့်လန့်နေတဲ့တော်နေရတို့များလာပြန်ပါသည်။လုံခဲ့တော်တစ်ပတ်ကကျွန်တော်တို့ဌာနမှလူငယ်အရာရှိနှစ်ဦးပူရာအိုတို့ရောက်လာခဲ့သည်။ဌာနဆိုင်ရာဆောင်ရွက်ပွဲသွားဖြီးဖို့ပူရာအိုတို့လာခဲ့ခြင်းဖြစ်သည်။တယောက်ကနောင်မိုးမှတယောက်ကခေါင်လန်ဖူးမှခေါင်လန်ဖူးမှနောင်မိုးတို့ည6ည8ခုနှစ်ရက်လမ်းလျှောက်လာရသည်။နောင်မိုးမှပူတာအိုတို့နှစ်ည8သုံးရက်လျှောက်ခဲ့ရသည်။ ခေါလန်ဖူးမလာသူကသူ့ကင်းဘက်ဖနဲ့ကိုချွေပြသည်ခြေပေါ်ကနေဖူးရောင်ကွယ်ပြင်းနေတာတွေ့ရသည်ကျွန်တော်ကနာမွန်ရောက်ရင်မန္တလေးရောက်ဆိုတော့အောင်မရတာဆရာရဲ့ခုခေါလန်ဖူးကပြောတော့နာမွန်ကလည်းအားကြမ်းကန်ကျွန်တော်တော့တတော်ဝင်တတော်တတော်ထွက်တတောင်တက်နေလာခရင်နက်ခန်းကနေဘူးတော်ကိုရိတ်ခနဲမြင်လိုက်ရရင်ပဲဟောရန်ကုန်ရောက်တော့မဟဲ့ဆိုပြီးခြေလမ်းတွေပို့ထွက်လာတော့တာဆိုသည် သူတို့ပြောတာတွေနားထောင်ရင်ကိုလည်းကြိုရစင်ကာလဝေးလံတော့အရင်တပိုင်းနဲ့သူတို့လိုခံစားမှုရတွေကိုပြန်သတိရလာမိသည်ဒုက္ခဆိုတာကလည်းမလွန်မြောက်သင်းပြီးပင်မဆင်းရဲခြင်းဖြစ်ရမည်ဖြစ်သည်လွန်မြောက်သွားသည့်အခါအလွယ်နှင့်မိလွတ်သွားတဲ့ဒေသမှာကပြန်တွေ့မိရင်ပဲလွမ်းဆယ်ဖြစ်တတ်သည့်အမျိုးဖြစ်သည် ငယ်တို့ဒုက္ခခံလိုက်စမ်းပါကွာမင်းတို့ကဘယ်သူကမှဒီမှာတသက်လုံးနေခွင့်မပြုပါဘူးဟုအားပေးရသည်ခမားကအဲ့ဒါပြောနေကျုပ်တို့လို90ကျော်လေးကြတော့ငိုကမှမိသားစုနဲ့အတူနေဖို့အချိန်ပိတ်မကြံရတဲ့အထက်ဒီကာလကိုကိုတတန်တွေကနေဆင်းနှုတ်ခံလိုက်ရတယ်လို့ပဲပြောပြီးကိုတော့ကကဝင်နှောက်ပြန်လေသည်ဘဝဆိုတာဒီလိုပဲထင်ပါသည်ကိုတို့ဘောက်ကိုကြီးလိုက်ပြီးဟုထင်မှတ်နေစဲမှာပဲကိုတဲ့ဘူရီခံစားနေသူတို့ကိုတွေ့လိုက်သည့်အခါကိုခံစားမှုကငယ်သွားတတ်သည် ကိုကဆင်းရဲခြင်းဟုလက်မခံသေးသည်၍ထိုအရာသည်ဆင်းရဲခြင်းမဟုတ်သည်ဟုရံဖယံကမန္တန်ရသည်ပူရဝကရေခဲတောင်တွင်သုံးပတ်သုံးတောင်ဝင်းရည်နေသည်တစ်နေ့လုံးအီးစင်အောင်မှရည်ရသည်ဆာဘက်မြေဆိုသည့်တိုင်းစာအုပ်ကိုမြင်အောင်ကြိုင်မြင်ရတဲ့ဒေတာရာသည်အပြောင်းလဲမှာတမမြတ်တအောင်နေဖို့လိုလိုသည် နေတဲ့လင်ကိုကျမရေကို တိဆောက်လို့ရသည်အသည့်အနံလူလက်ဆက်သည်ကိုကျမရေကိုလည်းကောင်းကောင်းတိဆောက်လို့ရသည် တန်လျာကင်းစွာဆောင်းလို့ရသည်။နေမင်းငင်းချင်းတက်ဖြင့်ဟိုဟိုဒီဒီတိုင်းသားတို့၏ရိုးရဒလေတွေလေ့လာလို့ရသည်။အသေးခိုင်အောင်အီဒီဆိုပေမဲ့ကျွန်တော်တို့စိုက်ဘီးရီးယားမှာနေနေရခြင်းမဟုတ်ဇာတိအဆွေလန်းအိမ်လွမ်းဝေဒနာဆိုဒီတို့ကတော့ဒီရောက်ခဲ့ရတဲ့အတိုင်းခံစားရနေတင်သည်ဥစိုးတန်ခုနေခမ်းများကိုရန်ကုန်ပြောင်းပြစ်လိုက်ရင်ဘလို့နေမလဲဟာမလောက်ပါနဲ့ဆရာကျွန်တော်မှာကလေးဆယ်ယောက်ရှိတယ်ကျွန်တော်ရောက်ခါစသူတို့နဲ့မိတ်ဆက်တုံးကဥစိုးတန် ကလေးဆယ်ကိုမွေးပြီးဖြစ်ကြောင်းဂုံပြောခဲ့သူဖြစ်ပြီးနောက်အလားလာရှိသည်လားပြီးတော့နောက်9ရက်လောက်တော့ရနိုင်တယ်ဟုဆိုခဲ့သည်ဒီမှာကယဝန်နဲ့လီစုတော်တော်များသည်စည်ရင်စစ်အရာရှိဦးတင်ရွယ်ကတော့တော့ကြီးဆိုရင်ပူတော်မှာနှစ်ပေါင်း20ကျော်ပြီသူ့ကိုဒီကပြန်ပြစ်လိုက်ရင်မျက်ရည်တောက်တောက်ကျသွားနိုင်တယ်ဟုပြောသည်တရားဆောက်လမ်းဖောက်၏ကုသိုလ်ဝေတဲ့သူတို့လည်းဒီမှာပျော်မွေ့ကြတာရှိကြသည်ဟုဆိုသည် တချို့သောသူတို့အတွက်ကံရရသည်တချို့သောသူတို့အတွက် OAC ဖြစ်သည်တချို့သောသူတို့အတွက်နေရောင်သည်အပူဖြစ်၍တချို့သောသူတို့အတွက်မှအနှွေးဖြစ်သည်အချို့ကအဆက်ဆိုရင်တရှူးရှူးတရှဲရှဲမြက်ကလူးစံပြကြောက်တတ်တော်လဲတချို့ကဆက်မှကြိုက်သည်ကြည်မြင်သူခံစားသူဤရက်တည်မှုအနေထားလျက်မတူကွဲပြားခြားနာခဲ့ကြသည်ပဲဖြစ်သည်ရင်းရင်းတွင်တစ်စင်းပြီးတစ်စင်းပြန်တက်သွားရသည်မြို့ကမြို့ကလေးတီဝင်လာသူပြတ်ထွက်သွားသူတို့ဖြစ်သည် ခရီးသည်တို့နားကိုစီကားတတ်သောနေရာလေးတစ်ခုပဲဖြစ်သည်ယထာတွေတစင်းပြီးတစင်းစိုက်ရက်ကတစင်းပြီးတစင်းပြန်လဲထွက်ခါတာသောဘူရာယုံလေးတစ်ခုပဲဖြစ်သည်ကျွန်တော်တို့လူအဖြစ်ကို ရရှိခဲ့ခြင်းကလို့ဘူရာယုံမှာယထာတွေယာယီရိုက်ဆက်ရက်ဆိုင်ထားသလိုမျိုးပဲဟုအောက်မေ့ခံစားမိလေသည်၂၀၁၈ခုနှစ်အီလာ Face Magazine ရဲ့အဆောင်ဝါလေးတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒါဟာ တွေးစရာလေးဖြစ်သွားတာပေါ့နော်တေချာတွေးကြည့်ရင်ကျွန်တော်တို့ဘဝတွေကအလီလိုပါပဲယထာဘူရာယုံရင်းနဲ့တူတူပါလေဆာရေးစရာလေးကြပြစရာလေးညွှန်ကြတယ်လို့ပေါ့တေချာပေါ့ယထာဘူရာယုံရင်းတူပါပဲတခုပါပဲသွားလိုက်ပြန်လိုက်တောင်းခွန်လဲအဲ့ဒီယထာဘူရာလေးမှာအစင်မြင့်ရှိနေမယ်ယထာအာခရီးတော့အဲ့ဒါလေးခုံနောက်ရနေရလေးလေးဖြစ်ချင်ဖြစ်မယ်ပေါ့ဆိုတနည်းမဟုတ်တနည်းနဲ့ကျွန်တော်တို့တောင်းလာလှုပ်ရှားနေကြပါတယ် ဆိုတော့ဘူရာယုံလေးတစ်ခုကိုကျွန်တော်လည်းရောက်နေပါတယ်ဆိုတော့အလုံးလေးတို့အလုံးလေးပဲဘူရာယုံလေးတစ်ခုပြီးတူဖြစ်ကြရမယ်ထင်ပါတယ်ဖြစ်ရင်းနဲ့ကိုကိုချဲ့တဲ့လူတွေနဲ့လည်းဖြစ်ချင်ဖြစ်မယ်ရုပ်တရက်ခွတ်ခွာတဲ့လူတွေလည်းဖြစ်ချင်ဖြစ်မယ်ဆိုတော့ဆက်ပြီးတော့လည်းဘူရာယုံလေးတွေမှာတွန်းလာလူရှားကြရအောင်လို့ပြောရင်ဒီနေ့လေးမှာရလိုက်ပါတယ်အလုံးကိုချစ်စစ်တင်ပါတယ်